ားလုံးပဲမင်္ဂလာပါရှင်။ Knowledge Generation မှကြိုဆိုပါရစေ။ကျမတို့ရဲ့ channel လေးကနေပရိသတ်တို့ဘူးတုတရစီမဲ့အထွေထွေအကြောင်းအရာများကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။မြန်မာစစ်တပ်ရဲ့လူမဆန်တဲ့ရာဇဝတ်မှုတွေကိုနိုင်ငံတော်အဆင့်လိန်ညာပြောဆိုကာကွယ်ပေးနေသူဟာဘသူလဲ။ဘာကြောင့် तू ကဒီလိုရာဇဝတ်မှုတွေကို ဖုံးကွယ်ပေးနေရတာလဲ။အာဏာသိမ်းစစ်တပ်ရဲ့ဥပဒေမဲ့ရာဇဝတ်မှုတွေကိုလိန်လေပြောဆိုဖုံးကွယ်ခဲ့သူဟာ ဇော်မဲလုံးခဗိုလ်ချုပ်ဇော်မင်းထွန်းပဲဖြစ်ပါတယ်ရှင်။သူ့ဘဝဟာဗမာစစ်တပ်နဲ့အတူစတင်ခဲ့ပြီးအာဏာနဲ့အကျိုးစီးပွားငွေကြေးအတွက် အာဏာရှင်ပေါ်တစ္ဆာရှိမှုနဲ့ပြည်သူလူထုပေါ်လိန်ညာမှုတို့ကြားမှာလက်ကွက်မျိုးစုံတုံးကဘဝကိုရက်တည်နေရပါတယ်။စစ်သားဘဝစတင်ခြင်းစစ်တပ်ကတော့အပတ်စဉ်30ခုကနေဇော်မင်းထွန်းဟာစောင့်ဆင်ခဲ့ပါတယ်။သူ့ရဲ့အစောပိုင်းဘဝဟာအခြားဘူတွေလို က်ခတ်ရေးတဲ့တွင်ပံဝင်ပတ်သက်မှုမရှိခဲ့ပါဘူး။အဲ့ဒီအစားသူ့ရဲ့အားသာချက်ကသဘိုးကိုလက်ဖြစ်အောင်ပြောနိုင်တဲ့စကားပြောစွမ်းရည်ရှိခြင်းနဲ့သတင်းများကို စီမံခန့်ခွဲတတ်ခြင်းတို့ကြောင့်တသားတွေကြားမှာနမည်ကျော်ပါတယ်။ သူ့အတွက်စစ် viewer ဆိုတာတနက်မဟုတ်ပဲစကားနဲ့ပဲအမြင်ကိုပြောင်းလဲနိုင်တဲ့ viewer ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကစတင်ပြီးသူ့ဘဝဟာအာနာရှင်ရဲ့ကြေးကျုံးဖြစ်ရောက်ရှိသွားပါတယ်။စစ်တပ်အတွင်းယာဒူးတက်လှမ်းခြင်း။တမတော်အတွင်းမှာယာဒူးတက်ခြင်းဆိုတာလွယ်တာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဇော်မင်းထွန်းအတွက်တော့အချို့ကမြန်လာတယ်လို့ပြောကြပါတယ်။သူအတွက်တည်င်းနဲ့ပြည်သူဆက်ဆက်ရေးကအလွန်အရေးပါတဲ့အင်အားတစ်ခုဖြစ်လာခဲ့တယ် င်းစာရှင်းလင်းပွဲတိုင်းမှာသူ့အတန်ရှိတယ်။စစ်တပ်ရဲ့အတွေးအမြင်ပြည်သူလူထုအပေါ်ဖိနှိပ်မှုတွေကိုပြည်သူတွေစီးသို့သတင်းမှပို့ဆောင်ပေးနေသူတယောက်ဖြစ်လာခဲ့ပါတယ်။ဇော်မင်းထွန်းဟာအာနာယူဘိုချုပ်မင်းအောင်လိုင်ရဲ့မီဒီယာလက်ကင်ချုပ်ဖြစ်လာခဲ့ပါတယ်။ဇော်မင်းထွန်းသည်2021စစ်တပ်မှအဓမ္မအာနာသိမ့်မှုမဖြစ်ခင်အချိန်ကတရားဝင်ရွေးကောက်ခံအစိုးရဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် LND အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူဟောင်းဘုံမှုဥစော်ထေးကဲ့သို့သောပုဂ္ဂိုလ်များနှင့်ထိတွေ့ဆက်ဆံမှုများရှိခဲ့ပါသည်။၎င်းသည်မကွေးမှဥစော်ထေးနှင့်တမျိုးတည်းသားဖြစ်တော်လဲခံယူချက်များကွဲပြားလာပါသည်။ဥစော်ထေးဟာ LND အစိုးရဒီမိုကရေစီစံချိန်စံနှုန်းများအပါအဝင်ခင်မိကျိုးတက်သောအမြင်ရှိတော်ညာလဲဇော်မင်းထွန်းသည်မိမိအကျိုးစီးပွားအာဏာအတွက်အာဏာရှင်ကိုကာကွယ်ရန်သာပို၍အားတန်ပါသည်။ ေဖော်ဝါရီလ၁ရက်နေ့မြို့သားဒီမိုကရေစီအစိုးရကိုတက်မတော်ကအာဏာသိမ်းလိုက်ပါတယ်။အဲ့ဒီအချိန်ကစတင်ပြီးဇော်မင်းထွန်းဟာအာဏာသိမ်းစစ်တပ်အတွက်အသံဖြစ်လာခဲ့ပါတယ်။တက်မတော်သတင်းအဖွဲ့ခေါင်းဆောင် နောက်ပြီးတော့ပြည်ချားရေးဒုဝင်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။အဲ့ဒီအချိန်ကစစ်တပ်နဲ့ပြည်သူကြားပဋိပက္ခတွေကြီးထွားလာခဲ့ပါတယ်။ဒို့ပေမဲ့ဇော်မင်းထွန်းအတွက် အာဏာရှင်ကချိမြင့်ပေးတဲ့အခွင့်အရေးများကိုရယူပြီးစစ်တပ်အတွက်လိုအပ်တဲ့မီဒီယာစိတ်သက်စစ်စင်ရေးပြည်သူတို့သတင်းမှားများကို နေတိုင်းသတင်းစာပေါ်ရုပ်သံသတင်းတွေထဲမှာပြန့်နှံ့အောင်လှုပ်ဆောင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းပြည်သူလူထုကအာဏာယူစစ်တပ်ပေါ်မကျေနပ်မှုအမုန်းတရားတွေတစ်ဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။အာဏာနဲ့ငွေကြေးနောက်ွယ်ကလှဲွက်အာနာရှိပြီဆိုရင်ဝေကျေးခွင့်ရေးတွေလည်းလိုက်လာတတ်ပါတယ် ဒေါ်မင်းကျွန်းအတွက်လည်းအကြတိလိုက်စားမှုနယ်ပယ်ကိုတိတ်တိတ်လေးဖွင့်ဟလာခဲ့ပါတယ်။တက်မတော်ပိုင်းကုမ္ပဏီများမီဒီယာဌာနများတဘာဝအရေးအမြင့်လုပ်ငန်းများနဲ့ပတ်သက်လာတယ်လို့သတင်းရင်းမြစ်တွေကပြောကြပါတယ်။တချို့ကဆိုရင်သူဟာစစ်တပ်အတွင်းမီဒီယာစီးပွားရေးနဲ့အင်အားကြီးသူလို့တောင်သတ်မှတ်ကြပါတယ်။သူအတွက်စစ်တက်ဆိုတာအဖွဲစည်းတစ်ခုမဟုတ်တော့ပဲစီးပွားရေးကွန်ရက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီအခွင့်အရေးနောက်ကရှိနေတာတွေကတော့မတရားမှုများအာဏာအလွဲသုံးစားလုပ်မှုများရာဇဝတ်မှုများလူ့အခွင့် နေညာတဲ့စကားတွေပြောတဲ့ဇော်မင်းထွန်းကိုအာနာရဲ့ရိတ်အောက်မှာရှင်းသင်နေရတဲ့စစ်ကြောတယောက်လို့အများကတော့သတ်မှတ်ထားကြပါလေဇော်မင်းထွန်းဆိုတဲ့နမည်ဟာအာနာအကျိုးစီးပွားအတွက်ကိုချင်းစာစိတ်ကင်းမဲ့စွာနဲ့လူအခွင့်အရေးဖိနှိပ်မှုတွေမတရားမှုတွေများစွာကိုကျူးလွန်နေတဲ့အာနာယူမင်းအောင်လိုင်ရဲ့လက်ကင်တုပ်ဖြစ်နေတဲ့သမိုင်းမှာနေရာပြူထားပြီးပြီပဲဖြစ်ပါလေရှင် ဒီလိုစိတ်ဝင်စားမှုကောင်းတဲ့အကြောင်းအရာလေးတွေကိုထက်မှန်ပြီးနားထောင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။